ော့ပြည့်လက်ဦးဆရာဆရာကျွန်းပေါ့နော်ဆရာကျွန်းကစပြီးတော့ပြည့်ကိုချီးကျူးတဲ့အခါမှာအရန်လည်းပြောရတယ်မနေ့ကတညတော့အဲ့လိုတောင်ပြောဆရာကလည်းချီးကျူးပေးရပြီးတော့ကိုမိုးနီတို့ရာလည်းချီးကျူးပေးရဆရာဦးမြတ်ခိုင်တို့တွေရောအများကြီးချီးကျူးပေးရတဲ့အရန်ဝမ်းသာပါရဲ့အဲဒီကားပါကမကင်းတဲ့ကအစုံစင်းရလို့လူတော်ကလွဲပြီးတော့ပေါ့နော်အဲနှစ်ယောက်တည်းစင်ရတော့မပါတော့ရှိရပေါ့နော်ဒါမဲ့မကင်းဘလောက်တောင်စူးစားလဲဒီအမှုပညာပေါ်မှာဘလောက်တောင်ယူတွေ့လဲဆိုတာတကယ်မြင်ရတဲ့အတွက်အဲမကင်းအကယ်ဒမီရ ပါသေးဘူးပြန်ဆူတောင်းပေးပါရစေဟုတ်တယ်အဲ့ဒါလည်းပါပါရစေဟုတ်ဘုဆေသားသားလေးမြန်ငယ်လေးခင်ဗျာဘယ်ချိန်ကြီးကြီးအရောင်းဝမ်းနေဖို့ကောင်းတယ်လေနော်အဲ့မှုလေတကယ်လို့ရိုက်ကွင်းမှာကေးအလိုမျိုးမူပြရမှာဆိုရင်အဲ့ဒီချင်းလေးလေအထွေပဒီလေးဆွဲလို့ရှေးစာရံကိုဒီကားကြမယ်ဆိုတော့လေနားထောင်ပြီးတော့လေမူထည့်ခဲ့ရလေးလည်းရှိပါတယ်။အော်ဒီအခုတော့အရောင်းရေခုံနေပါရဲ့ ပထမဆုံးလေးဖြစ်တယ်ပြီးတော့ပြအတိတယောက်နေနဲ့ပြအရန်ကိုလေးစားအားကြရတဲ့မကစ်တို့တွေရောကိုလင်းအောင်တို့တွေရောဒီစီနီယာတွေအကိုရမိုင်းနဲ့တရုတ်ဆောင်ထားတဲ့အတွက်ရန်ရခုနေပါပြီရှင်ဟောဒီထဲမှာကာရက်တာကကြတော့လေလေအဲဒီအတိတယောက်အတွက်ဆိုပေါ့နော်နည်းနည်းခက်တဲ့ကာရက်တာလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီဘက်ကအတက်နိုင်ဆုံးတော့ပြည့်ဆရာမဆမမိခိုင်လေးပြင်ကြပေးရဲ့ကိုထက်တို့တွေဒီမိုးလူတွေမတ်တုံတွေပြင်ကြပေးရဲ့ဆိုတော့ အကောင်းဆုံးတော့ပြင်ပြင်ခဲ့ပါတယ်။အော် family show ကြည့်ပြီးတော့ပြည့်လက်ဝူးဆရာဆရာကျွန်းပေါ့နော်။ဆရာကျွန်းကစပြီးတော့ပြည့်ကိုချီးတူးတဲ့အခါမှာအရန်လဲပြောရတယ်။မင်းကတညလုံးအဲ့လိုတောင်ပြောဆရာကလည်းချီးတူးပေးရယ်ပြီးတော့ကိုမိုးနီရောရယ်ချီးတူးပေးရယ်ဆရာဦးမြတ်ခိုင်တို့တွေရောအများကြီးချီးတူးပေးရတဲ့အရန်ဝမ်းသာပါရယ်။ဒီကနေ့မှာငယ်စိင်းတယ်မှာပေါ့နော်။နည်းနည်းဟိုအာကျဲချာကျဲဓွာသူမကြီးပါ။ Trail ခလေးကရိုးရိုးပါတာပေါ့ဘူး။အပေါ့မီနေတာ။ တယောက်ယောက်ကပညာနဲ့ကိုလှုပ်ထားတာခွဲပါဒါပြောဆိုပြည့်ဆိုရင်အမ်ပုံမှန်လဲဆိုလို့ပေါ့နော်အရန်ငိုတာကြီးရှင်းရတယ်အချိန်တိုင်း အဲဒီပေါ်တော့ရှေ့ကမနန်နာလို့ပြီးပြီးကြိုက်တယ်ကားဆို90တာတာလေးနေပါလေအဲ့တော့အိုက်ကားဆိုပြီးခဏခဏပြန်ကြည့်ပြီးတော့အမေတယောက်ရဲ့ move ကိုအဲချာအဲပေါ်ပါဆိုလို့လို့အရေးကြည့်ခဲ့ရပါတယ်ဟုတ်တယ်အဲ့ဒါလည်းပါပါတယ်ဟုတ်90တာတာလေးနေငယ်လေးခဏဘယ်ချိန်ကြည့်ကြည့် အရောက်အန်းနေဖို့ကောင်းတယ်လေနော်အမှုလေတကယ်လို့ရိုက်ကွဲမှာကိအလိုမျိုးမူပြရမှာဆိုရင်အဲ့ဒီချင်းလေးလေအထွေအပဒီလေးဆွဲလို့ရှေးသားရငိုတူသွားကြမယ်ဆိုတာလေးနားထောင်ပြီးတော့လေမူထက်ခဲ့ရလေးလည်းရှိပါတယ်အဲဒါတော့လေပြည့်ပြရအထက်ဒီကောင်းကိုကြည့်ပြီးရအသက်ပညာရှင်လေးပြည့်သက်တွေကဝေဖန်အကဲပြတ်ပြေးကြပါလို့ပဲပြည့်ပြောချင်ပါတယ် အဲဒီကားပါကမကင်းတဲ့ကအစုံစင်းရလို့လူကောင်ကလွဲပြီးတော့ပေါ့နော်အဲနှစ်ယောက်ထဲစင်းရတော့မပါတော့ရှိရပေါ့နော်ဒါမဲ့မကင်းဘလောက်တောင်စူးစားလဲဒီအမှုပညာပေါ်မှာဘလောက်တောင်ယူတွေ့လဲဆိုတာတကယ်မြင်ရတဲ့အတွက်အဲမကင်းအကယ်ဒမီရပါသေးလို့ပြန်ဆုတောင်းပေးပါတယ် ော့ market ကထိတ်တဲမင်းကြီးလေးကိုကလေးလေးကနေကအရန်ကိုလေးစားအားကျခဲ့ရမှု market ဖြစ်တဲ့အခါမှာလေဘယ်လိုပြောမလဲ market ကလေအပြစ်မှာအရန်လေးလာအရန်လေးကြိုးစားတာအမှုပညာကိုအရန်ကိုစစ်တဲ့သူကြောင်ဆိုတော့လေတကယ်ကို market ဘေးမှာနေတဲ့အခါကျကိုအခါလေးကျတော့ပြေတော့လို့စင်းပေါ်မှာအာရိုက်ခွင့်မစခင်မှာ market ရဲ့ပြုမှုလေး market ကိုကြည့်နေရတယ်ပဲအော်လှလိုက်တာတော်လိုက်တာဆိုပြီးအများကြီးဖြစ်နေရတာနောက်ဝင်တယ်ကလေလာကြည့်ကြပါလာကြည့်ရပြည့်တဲ့အတွက်လုံးဝနောင်နာမရသေးပါဘူးကွာအာမခံလိုက်ပါလေ ယုံတယ်တစ်ခါလေးကြတချို့ကြပြောကြရင်လေလို့အိမ်မက်တွေဘာတွေထဲမှာကိုမမြင်နိုင်တာတွေတစ်ခါလေးမှာတချို့ပြောကြရင်ဒီကဘာမှာကိုကရှင်တယ်ပေမဲ့နောက်ကဘာမှာ parallel universe တစ်ခုဖြစ်တာမျိုးကြီးဆိုတော့ပြည့်တော့နည်းနည်းတော့ယုံပါတယ်ဟုတ်ဒီ character ကိုတယောက်ဆောင်မယ်ဆိုတော့အဲပြည့်ပြည့်တဲ့ဘဝအလုံးမှာပြည့်ကအညာလည်းဖြစ်တယ်ပေါ့နော်မခုတ်ဘက်ကဇာတိရတော့ဇွာလေးရဆိုတော့အဲ့ဇွာမှာရှိရဲ့ အဲသူတွေကိုပုံဖော်ကြည့်ရဲသူတို့ဆိုရင်တော့ဘယ်လိုပြောမလဲအထမိန်ဝတ်တာမဆောင်သူတို့ဘယ်လိုမျိုးဝတ်မလဲအဲသူတို့စတဲ့ထုံးတာမဆောင်ဘယ်လိုလေးထုံးမလဲကာရိုက်တာဆိုရင်စကားလေယူလေတဲ့အမှုဆိုဘယ်လိုပြောလဲဆိုတာကလေးကနေပြည်တိကြရဆိုအဲ့ဒါလေး memory ပြန်ခေါ်ကြည့်ရဲပြီးတော့အလိုအဖေတို့တွေနဲ့အကြဆက်မမေခိုင်တို့တွေနဲ့တိုင်ပင်ပြီးတော့ကြာမှာတိတ်ဆောင်ဖြစ်တာပါဒီကောက်ရတာအဲဒါ လေကိုမမြင်နိုင်တဲ့အရာတွေဖြစ်တဲ့အတွက်ပြီးရအောင်ယုံပါတယ်ဟုတ်ပါတယ်အဲအဲ့မနေ့ကပြည့်ပြည့်ထားသေးရယ်ပေါ့နော်ဟိုနောက်ဆုံးစေးကိုပြုတ်၅ရက်လောက်ရိုက်တဲ့အခါကျတော့ကိုစင်းမပါဘူးသူပြည့်တော့လို့တွားအိတ်နေကြရရှိရယ်ပေါ့နော်အိတ်တဲ့ချိန်မှလို့တရေချောင်းဆုံးအိမ်မှာအိမ်ပြီးရလို့ဒါပေမဲ့ခါမချောင်းခံနေရပြီးတော့ချောင်းခံနေရဒါပေမဲ့လို့ရွာသားတွေပြောပြတဲ့အခါကျအဲ့အိမ်မှာဆိုသူတို့နေခင်းပတ်တာမှတိတ်မသွားဘူးလေအရန်ချောင်းလို့အဲ့ပြီးတော့ချောင်းခံနေရမတူပါဘူးဒါမှမဟုတ်လဲလို့သူချောင်းနေလဲချောင်းနေမှမသိကြကြလဲပြင်ပြင်ပါပါ င်ချစ်နိုင်ရောအတွဲလေးနဲ့လာကြည့်ဖတ်ထားလို့ရအောင်နော်ပြည်ရဲ့နေဝင်တဲ့ဇာကားကြီးကဒီလ30ပြည့်ဆိုရင်ရုပ်ဆက်တင်ပါပြီအကြောင်မလို့ပြည်တို့ပြည်တို့အားလုံးကကြိုးစားထားဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်တဲ့ကြီးအားလုံးကအားပေးကြပါအောင်လို့ပြောချင်ပါတယ်